မင်္ဂလာပါဒီနေ့ကျွန်တော်တို့အဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချောင်းရတစ်ခုကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ Mel Robbins ရဲ့ Let Them Theory ဆိုတော့လေသူစောက်သေးကအချက်တွေကိုအခြေခံပြီးတော့ပေါ့အင်းဟုတ်ပါတယ်ဒီ theory ကရိုးရှင်းတယ်လို့ပဲနော်ဒါပေမဲ့ထိန်းချုပ်ရှင်တဲ့စိတ်တို့ဆက်ဆံရေးတို့ကိုယ့်ဘဝကိုဘယ်လိုမြင်လဲဆိုတော့ကိုတော်တော်လေးတက်ရောက်မှုရှိနိုင်တယ်လို့ဆိုလဲဆိုတော့ဒီနေ့အဲ့ဒါလေးကိုနားလေအောင်စူးစမ်းကြည့်ကြအောင်ပေါ့ ဟုတ်ပါတယ်ဒီ let them ဆိုတဲ့စကားလုံးနှလုံးကရိုးရှင်းပြီမြေတကယ်တော့အစွမ်းထက်တယ်အဓိကတော့လေဟိုကိုမထင်းချုံနိုင်တဲ့ယာတွေပေါ့သူများရဲ့အတွေ့ခန်းစားချက်တွေသူတို့လုံးရက်တီဟုတ်ကဲ့အဲ့ဒါလေးကိုထင်းချုံကိုစ조사နေရကိုရက်လိုက်ဖို့ပဲဆိုတော့ကိုထင်းချုံလို့ရတယ်ကိုရဲ့တွန်ပြောင်းမှုကိုရဲ့စိတ်နေစိတ်ထားကိုလုံးဆောင်ချက်တွေစီကိုအာယုံပြောင်းပို့တာအော်သူ Mel Robbins ပြောတာကသူတားရဲ့အထက်တန်းကြောင်ပွဲတော့အဖြစ်ဖြစ်လေးရနေဒီ idea ကိုရခဲ့တာတဲ့ဟုတ်လား ဘလို့မျိုးလဲဟိုအရာရာကိုသူက light season ပေးဖို့လုပ်ရင်းနဲ့စိတ်ရန်ညစ်နေတာပေါ့နုံဆုံးကြတော့ကလေးတွေကိုသူတို့ဘာသာရှင်းပါစေဆိုပြီးလုပ်ပေးလိုက်တာ let them လုပ်လိုက်တဲ့အခါကျမှစိတ်ထဲမှာပေါ့သွားပြီးအဲ့ဒီကနေဒီ theory လေးစားပစ်လာတာပေါ့လေဩစိတ်ဝင်စားဖို့ကောင်းတယ်ဗျာတမင်လေးကျွန်တော်တော်တော်များများကအခြေအနေတွေကိုပဲဖြစ်ဖြစ်လူတွေကိုပဲဖြစ်ဖြစ်ထိန်းချုပ်ခြင်းစိတ်ကရှိကြတာပဲနော်အဲ့ဒါ ဘာကြောင့်လို့ထင်လဲအဓိကတော့ကြောက်စိတ်လို့ तू ဆိုရလေကြောက်စိတ်ဟုတ်တယ်မတေချာမရေရာမှုတွေသူများကိုဘလို့မြင်မလဲဘလို့အကဲဖြတ်မလဲဆိုတဲ့စိုးရင်စိတ်တွေပေါ့အင်းအချင်းတွေကိုလက်ထဲကလွတ်သွားမလားဆိုတဲ့ကြောက်စိတ်တွေကြောင့်သူတို့ရဲ့အဖြစ်မူခံစားချက်တွေကိုကိုဖြစ်ချင်တယ်လို့လိုက်ပြီးပုံသွင်းမှုပြင်ပေးမှုစူးစမ်းမိကြတာဟုတ်ပါဒါပေမဲ့အဲ့လိုလှုပ်လေလေဒီကေတန်းတော့ကိုရဲ့စွမ်းရည်နဲ့အချင်းတွေအလဟာသဖြစ်လေလေပဲဟုတ်တယ်ဟုတ်တယ် စိတ်ဖိစီးမှုတွေပူပန်မှုတွေပဲပုံများလာတာအတိအကျပဲအဲ့ဓာတွေကိုရှင်းချဖို့ဒီ theory ကကူညီပေးနိုင်တာပေါ့အဲ့ဒီတော့ဒီ theory ကဘယ်လိုအလုပ်လုပ်တာလဲ let them ဆိုတာကိုအရင်ပြောပြပါအောင်ဟုတ်ကဲ့ let them ဆိုတာကအပိုင်းတစ်ပိုင်းပေါ့အဓိကကတော့အရှိတရားကိုလက်ခံလိုက်တာလက်ခံလိုက်တာဟုတ်ကဲ့သူလိုပါကိုသူလိုဖြစ်နေတဲ့အတိုင်းသူလိုဆုံးဖြတ်တဲ့အတိုင်းရှိခွင့်ပေးလိုက်တာ ဒါကကိုစစ်သေးက1 2ဝင်ပိုးတွေကိုရှော့ချလိုက်တလို့ပဲ။ဟိုပေါင်နှန်းစီဆောဥပမာလိုမျိုးပေါ့။ကိုကထိန်ချို့ဖို့ဖီးယားပေးပြီးအောက်ကိုဆင်းနေမဲ့အစားလက်တမ်းစပီလွတ်ပေးလိုက်တော့ကိုကပေါ့ထွားပြီးအပေါ်ကိုပြန်တက်လာနိုင်တယ်လို့မျိုးပေါ့။အာဒါမဲ့အဲ့ဒါတခြားပဲရှိသေးတယ်ဆိုတော့ဟုတ်တယ်။ Note 2ပိုင်းကပို့တော့အရေးကြီးတဲ့အဲ့ဒါက Let me Let me ဟုတ်တယ်။ any let them long lai lo lo twa ye swan in ji ayung de go pya go pyan po me le so da be ko si go pyan le da ah ko si go ko belo tong pyan me le so da ko ko lai ta win yu da ko ye lo a che ji ko ye tan bo tha mu de go u sa pe da bo upama upama le pe le ya ma la อืมဥပမာဆိုပါတော့လီယင်ပေါ်မှာတယောက်ယောက်ကချောင်းအေယွန်စိုးနေလို့ကိုစိတ်အနှောက်အယှက်ချက်နေတယ်ဆိုရင်လေဟုတ်ကဲ့ let them ဘို့သူတို့ဆိုပါစေသူတို့လည်းမတတ်နိုင်ဘူးလေอืม let me ကြတော့ငတ်အယွန်ကိုငါဖက်နေတဲ့စောက်စီပြန်ပို့လိုက်မယ်ဒါမှမဟုတ်တချီနောက်ထောက်လိုက်မယ်ကိုယ့်ရဲ့အတွင်စိတ်ငြင်းချမ်းမှုကိုကိုယ်တိုင်ပြန်ဖန်တီးယူတာအော်အဲ့လိုကိုကို reaction ကိုပြန် manage လုပ်တာပေါ့ဒါမဲ့လေတကယ်လက်တွေ့မှာလက်တန်းလို့ဖို့ခက်တဲ့အခြေအနေတွေရောမရှိဘူးလား အထူးသဖြင့်ကိုအရန် group site တူတွေနဲ့ပတ်သက်လာရင်ပေါ့ရှိတာပေါ့တကယ်ပဲခက်ခဲနိုင်မှာမယ်ဥပမာကိုတငယ်ချင်းတွေကကိုကိုမခေါ်ပဲခီးထွက်သွားတယ်ဆိုပါစို့อืมဖြစ်တတ်ပါတယ်ဟုတ်တယ်လीအဲ့ဒီအခါဝိုင်းနေမယ်စိတ်ထိခိုက်မယ်ဒါတဘာဝပဲဒီနေရာမှာ let them က okay သူတို့ဆုံးဖြတ်ချက်ကိုလက်ခံလိုက်တာဟုတ်ပြီသူတို့ကိုအပစ်တင်နေတာဘာလို့လဲလိုက်မင်းနေတာသူတို့ကိုပြောင်းလဲဖို့စူးစမ်းနေတာတွေကကိုစွမ်းအိမ်မဲ့ကုံစေမယ်အရေးကြီးတာက let me အပိုင်းอืม let me ဘာလို့ရမလဲ let me ငါဘာလို့ဒီလောက်တောင်ခန်းစားနေရလဲဒီခန်းစားချက်ကငါရဲ့ဘလို့မလုံခြုံမှုမျိုးကိုပြနေရလဲကိုကိုကိုပြန်မင်းငုံထုတ်တာပေါ့ let me ဒီခန်းစားချက်ကိုအတိမပြုမယ်ပြီးတော့ကိုတံပိုးကိုပြန်သတ်မှတ်မယ်ဟုတ်ကဲ့ပြီးတော့ let me ဒီတစ်ပတ်ထဲမှာတခြားတငယ်ချင်းတယောက်ယောက်ကိုဖုံးဆက်ပြီးတွေ့လိုက်မယ်ကော်ဖီသွားတောက်လိုက်မယ်ကိုရဲ့ပေါင်းတဲ့ဆက်ဆံရေးကိုကိုဘက်ကနေတက်တက်ကြွကြွပြန်တိဆောက်မယ်အဲ့ဒါကကိုထင်းချိုးဦးအောင်မှာရှိတယ်လေအော် hobby hobby ဆိုတော့ကိုယ်ခံစားချက်ကို acknowledge လုပ်တယ်ပြီးတော့ကိုလုံးနိုင်တဲ့ action ကိုပြန်အာရုံစိုက်တာပေါ့ရှေ့ဆက်ဖို့အတွက်အကြည့်ကြပဲဒါဆိုရင်ဟိုဝေဖန်ခံရမှာကြောက်တာမျိုးတို့တခြားသူတွေနဲ့ကိုကိုကိုနိုင်ရှင်မိတာမျိုးတို့မှာတော့ဘယ်လိုသုံးလို့ရမလဲအတူတူပါပဲဝေဖန်ခံရမှာကြောက်ရင် let them သူတို့ထင်ချင်းအထင်ပါစီအားလုံးကိုကျင်းတော့လုံးလို့မရဘူးလေမှန်တယ်လက်မီကတော့ငါယုံကြည်ရလုံး ငါကူညီရဲ့အလို့ကောင်ကဆက်လုံးမယ်ကို actionable focus လုပ်တာ နိုင်ရှင်မင်း let them သူတို့အမိမာစီဒါသူတို့ခီးပဲ let me ငါသူတို့စီကဘာတင်ယူနိုင်မလဲငါရဲ့လက်ရှိအခြေအနေမှာငါတိုးတက်အောင်လုပ်နိုင်တဲ့ငါထိန်းချုပ်နိုင်တဲ့ခြေလှမ်းလေးတွေပါတယ်လေအဲ့လာကိုပဲအားအောင်ဆိုင်မယ်ကိုကိုကိုနှိမ့်ဆက်နေဖို့မဟုတ်ဘူးဒါဆိုရင်ဆက်ဆံရေးတွေမှာကြတော့လူတွေကိုသူတို့ဖြစ်နေတဲ့အတိုင်းလက်ခံဖို့ပြီးတော့မှဒီဆက်ဆံရေးကကို့အတွက်ကောင်းရဲ့လား အဆုံးဖြတ်ရလားဆိုတာကိုကိုးပါတာဆုံးဖြတ်ဖို့အဲ့ဒီသဘောလားဟုတ်ပါရဲ့တိတိကျကျပဲကိုကိုကိုကဲတင်ရှင်ကြီးလို့သဘောထားပြီးသူများကိုပြောင်းလဲပေးရမယ်ဆိုတဲ့အတွေးမျိုးတွေစ조사မှုတွေကိုရက်လိုက်တာอืมသူတို့ကြီးပြန့်ဖို့လဲနေရာပေးလိုက်တယ်တစ်ချိန်တည်းမှာပဲဒီဆက်ဆံရေကကိုအတွက်အဆင်မပြေတော့ဘူးဆိုရင်လဲကိုလမ်းကိုရွေးချယ်ဖို့ကိုကိုကိုခွင့်ပြုလိုက်တာဟုတ်ပြီအနည်းချက်ကောင်လေကိုနဲ့ကိုရဲ့ဆက်ဆံရေကအရေးကြီးဆုံးပဲ ကိုဘွားတော်ကိုတိုင်တာဝန်ယူမှုကတကယ်လွတ်လပ်မှုအစ်စ်ပဲဟုတ်တယ်ဒါကကိုယ့်ရဲ့စွမ်းရင်းတွေကိုကိုယ့်ရဲ့တိုးတက်မှုနဲ့ပျော်ရွှင်မှုစီကိုပြန်ပြီး focus လုပ်တဲ့ let me keep ကိုဖန်တီးလိုက်တာပါပဲတကယ်ပဲစဉ်းစားစရာတွေအများကြီးရလိုက်တယ်လေဒီ theory ရဲ့အဓိက message ကအပြင်ကိုထိန်းချုပ်ဖို့စ조사နေတာတွေ short ချက်ပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုယ့်ရဲ့တုံ့ပြန်မှုကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင်တာဝန်ယူတတ်လာခြင်းရဲ့အစွမ်းကို တည်ညံဖို့ပဲဖြစ်မယ်ထင်တယ်။ဟုတ်ပါတယ်။အဲ့ဒီတော့ဒီနေ့တစဉ်စားစရာလေးတစ်ခုအနေနဲ့မော်လီနားထောင်နေသူတွေလည်းကိုယ်လက်ရှိမှာထိန်းချုပ်ဖို့ကြိုးစားနေပေမယ့်တကယ်တမ်းကိုယ်မထိန်းချုပ်နိုင်တဲ့အရာတစ်ခုခုကိုပြန်စဉ်းစားကြည့်ပါ။อืมပြီးရင်အဲ့ဒီအပေါ်မှာ let them let me ဆိုတဲ့အတွေ့အလီတို့တရက်လောက်တတိထားကြင်တုံးကြည့်ရင်ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့အခြေအနေအပေါ်မှာဘလို့အပြောင်းလဲတေးသေးလေးတွေဖြစ်လာနိုင်မလဲဆိုတာကိုစဉ်းကျင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဟုတ်ကဲ့။အရန်ကောင်းတဲ့တိုက်တွန်းချက်ပါပဲ။ ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်